ဒါတော့မဟာဥရရာကျောင်းထဲမှာ6လတစ်ကြိမ်ကျင်းပစေစာမူရဖြစ်ပါတယ်။အဲဦးစင်းကတော့ဒီဟာအဖူဆန်းလာတဲ့ဆံဖွက်ဆိုတဲ့ကိုရင်လေးကိုလိုက်ပြပေးတာပါ။ဒီမှာဟိုမှာတော့ဒါတိုက်အုပ်တွေတိုက်ချက်တွေပေါ့။အဲအခုနသူအစည်းအဝေးလည်းရှိရဆိုတော့ဒါကဇံမွဲဖြည့်နေတာပါ။ပြောချင်တာကတော့ဦးစင်းအနေနဲ့ဒါနဲ့ဗီယက်နမ်ကိုလေးတွေပါ။သူတို့ဗီယက်နမ်စကားကြီးလည်းရအောင် ဟိုကမ္ဘောဒီးယားလာတဲ့ဗီယက်နမ်နေဗီယက်နမ်လူမျိုးကမ္ဘောဒီးယားနိုင်ငံသားအဲ့ဒါမျိုးကြီးလည်းရှိတာပေါ့အရေးကြီးတာကဘုရားဘာသာကဘာကိုပြန့်လွင့်တော့မယ်ဆိုတဲ့သဘောကိုပြောပြရတဲ့ဒါပြန့်လွင့်စေခြင်းလို့ဦးဇင်ဘုရားကိုဆရာတော်ထူးထူးခြားခြားမှတန်းတင်ပြီးတာပါဒါစမွဲဖြေနေကြတာဒီမှာလည်းအပတ်စဉ်နေစမွဲရှိလို့ကြိုးစားနေတဲ့တန်ခါကြီးလည်းရှိတယ်ဓမ္မမိတ်ဆွေတွေသိသိခြင်းနာဘုရားဘာသာကဘာကိုပြန့်မို့ဒီလိုစီကန်းရှိတဲ့ ကြောင်းလေးအများကြီးလိုအပ်ပါတယ်ဒါဆောင်းဝဲမအောင်နေဝီနီမဖောက်ပြရဆိုတဲ့ကြောင်းလေးပါတချို့ကြောင်းတွေကတော့ဆောင်းဝဲအောင်ပြီးရောဆိုပြီးတော့ဝီနီပေါ်မှာအားနေတာတွေကိုတွေ့ရပါတယ်အဲ့ခါမှာသာနာပြက်တာကိုကျင်းွားတဲ့အတွက်ဒါဝီနီအဓိကထားတဲ့ဖားအောက်တို့မာဝိရာတို့ပေါ့ဒါကမာဝိရာဆရာတော်ဥဝိဇာဏန္ဒအဲဥစဉ်ဆရာတော်တဲကြောင်းလေးဘုန်းကလည်းစခဲ့တယ်ဥစဉ်တွေ့ခဲ့တာဆိုတော့ အခုဒီမှာကြတော့တန်ငါပေါင်း1500တော့ရှိလို့ဟိုမဲ့အခုဘုံတော်လေးလို့ခေါ်တဲ့ဦးစင်းလေးကလည်းဒီကနေပြီးတော့ကြောင်းခွင့်သွားတာဒါရက်တောင်းကြောင်းနေကြီးလို့ရှိပါတယ်ဒါဆိုတူတဲလူရပါဒီကြောင်းကြီးဆိုရင်တကယ်ကိုကွန်ကော်ယာဖောင်ဒေးရှင်းဆိုတဲ့တကာရီကလူရာလို့တွေ့ရပါတယ်အဲဆိုတော့ပြောချင်တာကဦးစင်းဘုရားကိုကြီးဆရာတော်ကတာနာတော်ကိုဒီလူဖြစ်ထွန်းတာကြိုက်တယ်ဒါပေမဲ့ဒီကြောင်းထဲမှာ မာဝိရထဲမှာဖျားရည်ဇေဒီရယ်လို့ရုတ်ထုတည်းလို့ဘာမှမရှိပါဘူးအဲဦးဇင်းတို့သွားပြီးတော့တဲခဲ့တဲ့ဘီယန္နာနိုင်ငံမှာကြတော့ဖူစမာဓာတ်ရတော်နည်းနည်းကျင်းတယ်ဒီလိုပဲဟောကြီးတွေရှိတယ်တူတယ်ပေါ့ဒီကောင်ရှိတာပေါ့ဆိုတော့အဲ့ဒီဟောကြီးထဲမှာရုတ်ထုတော်တွေအပြည့်ဒီကြောင်တို့ဧက20လောက်ထဲမှာလဲထိုင်တော်မူတွေအဲစီမီထွန်းနာတွေဒါနာဝဲတွေဒါတွေပဲများနေတယ်ဘီယန္နာမဟာယာနလာတာဆိုတော့ ီကတော့တကယ်ကိုမှပန်ဃာလေးတွေဖွင့်ပေးထားမှာပန်ဃာလေးအများကြီးပဲတကယ်ကိုအကြောင်းတစ်ခုရဲ့တန်ဘူးဒီတည်းအရိယာတွေမြန်မာနိုင်ငံရဲ့ထေရဝါဒသာနာကိုဆက်လက်စောင့်ရှောက်မဲ့ဝိနည်းနဲ့ညီတဲ့စတက်ပေတက်ကူတော်ကြီးအများကြီးမွေးလာမှာပါဒါတော့တန်ဘူးကြီးတဲ့မဟာဝိဟာရတွေကိုဦးစဉ်ရောက်ပြီးပို့တာဒီကြောင်းကလည်းအေကဝေါမြောင်မားကပေါ့နော်နေဆိုအေကရှိတဲ့တရားတော့ရှိပြီနဲ့တူတယ်အရင်တော့အဲ့လောက်မကျေဘူးဒီမဟုတ်မှလည်းဟုတ်မှကျောင်းသားလေးတွေမှာကိုရင်ပေါင်းစားလေးတွေ သူ့သဘောနဲ့သူစောင်းပြီးတော့မနစမွေးပြီးချင်းရောက်နေပါတယ်သူဖြေတာတော်လေးပြည့်စုံနေပြီပေါ့လေအဲ့တော့ဝီနီးတွေကြီးပဲဖိနေလို့ဆိုကလေးတို့လွတ်လွတ်လပ်လပ်ထားကြပါတယ်စီကန်းကြီးပုံမှာတော့စနစ်ကြထားပြီးတော့စီးတဲ့ဖနက်ကလေးတွေကအစဓမ္မမိတ်ဆွေပြီးစေချင်တာတချို့တွေမှာတော့စာရတယ်ဘီဝန်သားတွေဟလာတိပိတိကတွေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ စည်းကမ်းနေတဲ့အခါနီးလမ်းမှန်နေမှာစည်းကမ်းမရှိပြန်တော့လည်းအပြက်လွယ်တာပေါ့တုတ်ဝီနီအဖိဓမ္မာဆိုလိုပဲဝီနီကလည်းအရေးကြီးတယ်တုတ်တန်တဲ့အဖိဓမ္မာအရေးကြီးပါတယ်ဆိုပေမဲ့အဲ့လိုဝီနီမပါတဲ့အခါမှာတာနာပြက်ဖို့လက်တော်ဘုရားအကျဉ်းချင်းတန်ခါရနာတင်ခဲ့တာအဲဝီနီအားနေသွားလို့ပါဒါကြောင့်ဝီနီတာနာကိုဘုရားကဘုရားတအားချစ်ပါတယ်တကယ်ကိုလေးစားလို့ကိုကိုယ်တိုင်လည်းဖောက်အောင် သူ့ရဲ့ဝီနီရွှေကျင်တို့ရဲ့ဝီနီသဘောကျပါတယ်သို့တော့ဝီနီအာနယ်သွားတဲ့အခါမှာအကြောင်းနေမှာစီမဲကမ်းမဲဖြစ်လာပြီးတော့ပျက်စီးသွားရပါတယ်ဒါအကြောင်းရဲ့အပြုံပြတာပါမစားဘူးလေအစားထားဖို့ဟောဒီမှာလည်းကိုစောင်းနဲ့ကိုရရှိတာပေါ့ကောင်းပါပြီဓမ္မမိတ်ဆွေကြီးဦးစင်းနေနဲ့ဒီနေရာမှာ ဒီကြောင်းတော်မှာမဖျားရတယ်ဒီမှာရှိရဖျားတဲတဲလေးပဲပဏိညင်းမြင်နေတာကြောက်ဖျားဟိုမှာကြောက်မှုစင်းလို့ဖျားကြီးအကြီးကြီးလှုပ်ပြီးထားတယ်အဲ့လိုပငါရရောမြင်တဲ့အတိုင်းပဲဓမ္မမစ္စရိတိအောင်လို့ပငါ1500ကျော်ရှိတယ်လို့လည်းဦးဇင်းကြားမိပါတယ်အဲဟိုသမားတော့1600ကျော်ရှိတယ်မန္တလေးမှာလည်းမဟာဝိဟာရမဟာဝိဟာရဆိုပြီးဘုန်းတော်လေးကလုပ်နေပါတယ်ဥပ္ပယလင်္ကာရပါ ကျမ်းကလင်္ကာရအကြောင်းရင်းလင်္ကာရလို့ပဲသိရပါတယ်။ဒါပေမဲ့ဥပယလင်္ကာလည်းဓမ္မစီရကိုမအောင်သေးဘူးလို့လည်းပြောကြပါတယ်။ဘာပြောလဲသူလဲလင်္ကာရဘွဲ့ရတဲ့လင်္ကာရအကြောင်းကြီးကအဓိကကျူစားခဲ့လို့နဲ့ပြောပါတယ်။မိစိုးပဲဆိုစကားမူဥစဉ်ရဲ့အကြောင်းကကုရလီလက်အဲဥပယကိုလင်္ကာရအကြောင်းကိုပုတ်ထားတယ်။ဝိနည်းစည်းကံကိုလိလလိုက်စားပြီးတော့တာနာရောတည်ငြိမ်တဲ့တာနာပေါ့ စီမဲကမ်းမဲကဘာကြောင့်လဲဆိုတော့စီမဲကမ်းမဲဖြစ်လိုက်တဲ့အခါမှာအဲခုနလိုတငါရနာတင်နေရတဲ့အကြောင်းတရားစီမံမရှိလို့ပါဒါကတော့မာဝီရဆရာတော်ပုံပါတော်လေးတွေ့ရခဲ့ပါတယ်ဆရာတော်ဟာဘုံတော်ကြီးလည်းအများကြီးမထားလို့အမြဲတမ်းဟိုမျက်လွှာချမျက်စိမိတ်အဲ့လိုလေးနေတာကိုကြိုက်ပါတယ်အဲဘယ်လိုပြောမလဲတရားမမှန်တာနေမယ်လို့အလုတ်ကတော့တကယ်လုတ်တယ်ပေါ့ဆရာတော်ကတော့တော်ရရကိုမထွက်ပါဘူး သမထဘောမှာအရှိန်တင်းတင်းဝိပဿနာမှန်မှန်ဦးဇင်းတော်ဝိပဿနာလည်းအမျိုးမျိုးရှိတာဆုံးမမစီမိုးကုတ်တန်းကူဆိုလိုပဲအဲ့လိုကြားရအမတ်တရားဦးဇင်းတင်းပြပြီးတာပါအာယိုကေလိုက်ကောပါတယ်တဘောကြလာလို့မွေးဆံမောင်ဒီဒီကြောင်းစီမံနေရှင်းမေးပြီးတော့အဲ့ပြင်းနေလို့မွေးလိုက်ပါပုံမေးတယ်လို့ဒီကြောင်းကိုဘယ်လိုမြင်လဲလို့ ်ရတယ်။အော်မဒီကြောင်းပေါ်မှာဘလို့မြင်လဲလို့ဒီလိုစတင်စာချရတယ်ပတ်တယ်လို့သူကဖူဆန်းလာတော့မတူတာကိုသိစေချင်လို့ပြောလေဗီယက်နမ်လို့ပြော how you like yes i like it change to the you are uh fusion yes ကောင်းပါပြီဓမ္မမေစီများတော့ဒါဥစဉ်ကတမင်မမရရဒါလေးမတန်းတင်ထားပါအဲဒါတော့ပြန်မှာပဲတင်တင်တင်မယ်ဆိုရစိတ်နဲ့တမင်မဓမ္မမေစီတီးစီချင်လို့ဒီနေ့ဦးကျောင်းသားဘယ်လောက်ရှိလဲဒီမှာအားလုံးပေါ့ဟောယဟန်တန်ကိုရင်တာမဏိဘယ်လောက်ရှိလဲအခုအခုတက်တာအခုတက်တာဟမ်စပါစပါလောက်စပါစပါလောက်အမေယဟန်အမေရှိပါစပါစပါလောက်အရှင်မတော်ဘီယန်နားဘယ်နှပါရှိလဲ အဘိနေရှိပါရှိတယ်ဒီမှာဟိုကျောင်းသားပေါင်းအခြားတနိုင်ငံလုံးကျောင်းသားပေါင်းဒီကျောင်းလုံးပေါင်း1600อ่ะတန်ရအကောင်းပေါင်းဟင်းတန်ရပေါင်းဒီဆောင်းကျောင်းတထောင်ကျောင်းအဲဒါညကဲဆိုတော့ကဲအားလုံးဓမ္မမစ်စရီလင်ဘောရာကိုဆရာအနေနဲ့အမတ်တရားနှုတ်ဆက်လိုက်ပါတယ်အားလုံးချမ်းမြေ့နေဗန်တီကအင်္ဂါချမ်းသာရှိပါသည်အခုလိုတင်ပြခြင်းဟာတာနာရောချင်းမြေ့နှုတ်ပြီးတော့ အဲဘုရားကိုရင်ဆရာကကိုဂရန်တရားအထုတ်ပြီးတော့အဲစာပီဦးအာမပေးဦးဆိုလဲမဟုတ်ပါဘူးဥစဉ်ကိုရင်ကပြည့်စည်ဇော်လဂျီနဲ့ကြောင်းပြီးရဆိုလို့တတ်နိုင်သမျှလိလာခဲ့တဲ့ဝိသုဒ္ဓိမေထီကာကျော်အပြိဓမာတွေကိုလိလာခဲ့ပါတယ်ဒီလိုပဲတာနာမှာတန်တရားလွတ်ဖို့ဆိုရင်စီကံမရှိပဲနဲ့နီလန်းမဖြစ်နိုင်ပါဘူးနီကန်းနဲ့စီလန်းအဲနီလန်းနဲ့စီကံစနစ်တကျ ရှင်းသွားမှသာလဲအောင်မြင်မှာပါလို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ရအင်းမြတ်ချမ်းသာရှိပါစေ